အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့နွယ်နွယ်နှင်းဖွားဖွားလှမေဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ငါအေးချမ်းလာတဲ့ရွာလေးတရွာမှာတစ်ပင်အမြင့်ကြီးတွေနဲ့ဝဲရံထားတဲ့သစ်သားအိမ်လေးတစ်လုံးရှိတဲ့ကွယ်အဲ့ဒီအိမ်မှာရှစ်စရာကောင်းတဲ့နွယ်နွယ်ဆိုတဲ့ကောင်မလေးဟာ သူမရဲ့အဖွားဖြစ်တဲ့ဖွားဖွားလှမေနဲ့အတူတူ နေထိုင်တဲ့ကွယ် နွန်ွယ်ဟာမိဘမဲ့ကလေးတယောက်ပဲဖြစ်ပါတယ်။နွန်ွယ်ရဲ့မိဘတွေကသူမငငယ်လေးကလေးကကွယ်လွန်သွားခဲ့ကြတာကြောင့်ဖဖွားလာမီကသူမကိုဂူဆိုက်ကျင်နာမှုတွေရှစ်ရှင်မြတ်တာတွေနဲ့အတူစနစ်တကျတ िश ူဆောင်ချောက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဖဖွားလာမယာစိတ်ရှိတယ်ရင်ကျေးတိမ်ွေတယ်ပြီးတော့သူတပားကိုကူညီပေးတတ်တဲ့အတွက်ကြောင့်မို့လို့ရွာထဲမှာရှိတဲ့ရွာသူရွာသားတွေအားလုံးကဖဖွားလာမေကိုရှိခင်ကြတယ်တဲ့ကွယ်မနေ့တိုင်းမနေ့တိုင်းမှာဖဖွားလာမေကမင်္ဂလာနနက်ခင်းမှာနွယ်နွယ်ရေးလို့ပြောပြီးအဲ့ရကနှိုးလေးရှိတဲ့ကွယ်အဲ့ဒီခါမှာနွယ်ွယ်ကလည်းမင်္ဂလာမနက်ခင်းမှာဖွားဖွားရေလို့ပြန်လည်နှုတ်ဆက်လေးရှိတဲ့ကွယ် မနက်စာစားပြီးတဲ့နောက်မှာတော့ဖွားဖွားလာမယ်နဲ့နွယ်ွယ်တို့နှစ်ယောက်ဟာသူတို့အိမ်နီးနားမှာရှိတဲ့ပန်းဥယျာဉ်လေးထဲမှာထိုင်လေးရှိသတဲ့ကွယ်အဲ့ဒီနေရာကိုရောက်တဲ့အခါမှာတော့ဖွားဖွားလာမယ်ကနွယ်ွယ်ကိုနုညံ့တိမ်မွေးစွာနေထိုင်ဖို့အတွက်အမြဲတမ်းစုံမလေးရှိသတဲ့ကွယ်နုညံ့တိမ်မွေးစွာနေထိုင်ခြင်းဆိုတာဟာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါလို့ပြောရုံနဲ့မရပါဘူးတကယ်နုညံ့တိမ်မွေးခြင်းဆိုတာဟာ ်သူတစ်ပါးကိုဆက်ဆံတဲ့အခါမှာကျင်နာမှုမြို့သိလေးစားမှုနဲ့ရှိုတာစွာပြောဆိုဆက်ဆံခြင်းတို့ကတာလင်နှူးညံ့သိမ်မွေ့မှုအစစ်ဖြစ်ကြောင်းဆုံးမလေးရှိတဲ့ကွယ်နွေနွေကလည်းသူ့ဘွားရဲ့ဆုံးမစကားတွေကိုဂယုဒဇိုင်းမှတ်သားလေးရှိတဲ့ကွယ် လင်တာတဲ့မနက်ခင်လေးတစ်ခုမှာတော့ဖွားဖွားလမေကနွဲ့နွဲ့ကိုပက်ဆန်အရှိုးနဲ့ဆွဲရှင်လေးတစ်လုံးပေးပြီးတော့ဈေးထဲမှာဟင်းသီးဟင်းရွက်အရှိုးဝယ်ယူဖို့အတွက်လွှတ်လိုက်တဲ့ကွယ်ပြီးတော့လမ်းမှာတွေ့တဲ့သူတွေကိုနှွေးထွေးစွာပြုံးပြဖို့နဲ့ရှူရှူတတ်တာနှုတ်ဆက်ဖို့ကိုလည်းမှာလိုက်တဲ့ကွယ်လူတွေကဟုတ်ကဲ့ပါဖွားဖွားလို့ပြန်ဖြည့်ပြီးတဲ့နောက်မှာတော့ရွာလန်းလေးအတိုင်းဈေးတို့ထွက်လာပါတော့တယ်။ ဒီလိုနဲ့တနင်္လာအရောက်မှာတော့ဇေနီနာကတစ်ပင်တပင်ရအောင်မှာမောပန်းစွာအနားယူနေတဲ့လူအိုကြီးတယောက်ကို တွေ့လိုက်တာပေါ့အဲ့ဒီအခါမှာနန်ွယ်ကလူအိုကြီးနားကိုကတ်သွားပြီးတော့အစဉ်ပြေပါရက်လာဦးကြီးလို့ယဉ်ကျေးစွာမေးလိုက်တဲ့ကွယ်အဲ့ဒီအခါမှာလူအိုကြီးကနန်ွယ်ကိုမော့ကြည့်ပြီးတော့အားနည်းစွာနဲ့ပြုံးပြလိုက်ပါတယ်အိုမိန်းကလေး ဦးကြီးကဟောရီရွာမှာရှိတဲ့ဦးကြီးရဲ့ညီမစီတို့အလဲလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုဦးကြီးလမ်းပြောင်းနေပါတယ်။ပြီးတော့အခုချိန်ထိဘာမှလည်းမစားရသေးပါဘူးလို့ပြန်ပြောလိုက်တဲ့ကွယ်။နွေနွေဟာလူအိုကြီးရဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ခဏတစ်ဖြုန်စဉ်းစားလိုက်တာပေါ့ကွယ်။အဲ့ဒီခါမှာသူ့ဘွားရဲ့ဆုံးမစကားတွေကိုပြန်လည်ကြားရအောင်လာတော့တာပေါ့ နောက်ဆုံးမှာတော့နွယ်နွယ်ဟာစွဲချင်းထဲမှာပါလာတဲ့ထမင်းနဲ့တရက်ဒီစိတ်အချို့ကိုယူထုတ်ပြီးတော့ကျေစုပြု၍ဒီစားစာတွေကိုတုံးဆောင်ပေးပါဦးကြီးကျမရဲ့အဖွားကကို့မှာရှိတဲ့အရာတွေကိုတခြားသူတွေနဲ့မျှဝေရမယ်လို့ဆုံးမထားပါတယ်လို့ပြုံပြုံကလေးပြောလိုက်တာပေါ့ကွယ်နွယ်နွယ်ရဲ့စကားကိုကြားလိုက်တဲ့အခါမှာတော့လူအိုကြီးက မင်းဟာအင်မတန်ကိုယဉ်ကျေးသိမ့်မွေးလာပါတယ်။ဂျေစုတမာတဲ့မင်းကလေးလို့ပြန်ပြောလိုက်တာပေါ့ကွယ်။အဲ့ဒီနောက်မှာတော့နွန်ွယ်ဟာ လူအိုကြီးကိုတည်တည်ချာချာနှုတ်ဆက်ခဲ့ပြီးတော့ဈေးသို့ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ဈေးမှာရှိတဲ့သူတွေကလည်းစိတ်ထားကောင်းပြီးတော့ယဉ်ကျေးသိမ်ငွေတဲ့နွယ်နွယ်လေးကို သိရှိကြတာပေါ့ကွယ်။ဒါကြောင့်မို့လို့သူတို့မှရှိတဲ့ဟင်းလီဟင်းရွက်တွေကိုလည်းအမြဲတမ်းလက်ဆောင်ပေးလေးရှိတဲ့ကွယ်။အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့နွယ်နွယ်ကသူ့ယုံတွေးခဲ့ရတဲ့အကြောင်းအရာတွေကို သူ့ရဲ့အဖွားကိုပြန်ပြောပြတာပေါ့။နွယ်နွယ်ရဲ့စကားကိုကြားပြီးတဲ့နောက်မှာတော့ဖောဖွာလှမေက မြင်းမလေးဟာဒီနေ့အကောင်းဆုံးလုံရက်တစ်ခုကိုလုပ်ခဲ့တယ်ဟုပြောပြီးနွယ်နွယ်ကို တင်းကျပ်စွာနဲ့ပွေဖက်ထားလိုက်တာပေါ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်နောက်ရက်တွင်မှလည်းဘလိုပုံမြင်လေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်